အဒီနှစ်ပြည့်တော့မယ်ဒီချင်းလန်းကောင်စီတက်တန်းမှာကျွန်တော်တို့ရဲ့ချမှတ်ထားတဲ့လမ်းစဉ်အတိုင်းပဲပေါ့ဒီအစိုးရဖွင့်နိုင်တယ်ပြီးတော့ချင်းပြည်တော်လိုင်းရဲ့ကာလအစိုးရတော်လိုင်းရဲ့ကာလပြီးတော့လွတ်တော်တော်လိုင်းရဲ့ကာလဒီတရားရေးမှန်တိုင်ဆိုပြီးတော့အဲ့ဒီမှန်တိုင်၃ရက်ကိုတော်လိုင်းရဲ့ကာလလိုအပ်ချက်နဲ့ကျွန်တော်ဖြည့်ဆည်းနိုင်ခဲ့တာပေါ့အလားတူပဲအတူတူဖြစ်ဒီအစိုးရဆိုရင်တော့ဒါတော်လိုင်းရဲ့ကာလမှာကျွန်တော်ဖြည့်ဆည်းနိုင်ဖို့အတွက်လူမှုကေစီရေးတို့လူသားစာနာတို့ပညာရေးပြီးတော့ဒီ ဟိုအကျမ်းမာရေးပေါ့အဲ့ဒီကန္တာတွေတော့ထူးထူးချင်းကျွန်တော်တို့ဖြီးပြီးတော့လုပ်တဲ့အပိုင်းတွေတော့ရှိတယ်ဆိုတော့အာ light a light type အတင်းတော့ဒီအောင်မြင်ခဲ့တဲ့ဟာတော့ရှိတယ်လုတ်ပေးနိုင်ခဲ့တဲ့ဟာတော့ရှိတာပေါ့အင်းဒါမဲ့အရင်ကြီးတော့တော်လန်ရဲ့ကာလဖြစ်တော့မလုတ်နိုင်ခဲ့တဲ့ဟာလည်းရှိတယ်ဆိုတော့အာပြီးတော့ဒီကျွန်တော်တို့ဒီမလုတ်နိုင်ခဲ့တဲ့ဟာတွေကတော့ကျွန်တော်တို့ရဲ့အာဒီချင်းပြဖွဲ့စည်းပုံခြေခံဥပဒေရတခုထဲတော့ အာချင်းမီတာ10ဒေါ်လာဟာမျိုးကိုကျွန်တော်စုစည်းနိုင်ဖို့အတွက်ကိုအဲ့ဒီဟာလေးတွေကိုကျွန်တော်မလုပ်နိုင်ခဲ့တဲ့ဟာတွေရှိတယ်။တူပြီးတော့ကျွန်တော်တို့ရဲ့ဒီချင်းသမီးသားလုံးစီလုံးညညရေးဆိုတဲ့ lensing ကိုလည်းကျွန်တော်ချမှတ်နိုင်ခဲ့တယ်။တိုးတော့ကျွန်တော်တို့အာခက်ခဲအများကြီးရှိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒီဟာကိုလည်းကျွန်တော်တို့ချင်းနဲ့ counseling နေနဲ့အာမလုပ်ဆောင်နိုင်ခဲ့တဲ့အရာတွေလေးဖြစ်ပါတယ်လို့ဟုတ် အဲကျွန်တော်တို့ဒီချင်းနယ်ကောင်စီက2023အနှစ်ကုန်ပိုင်းမှာဒီကျွန်တော်တို့ရဲ့ဒီ constitution ကို draft ပြီးတက်ပြီးတော့အာ2023ဒီ November လမှာပြီးတက်ပြီးတော့2024အမှာကျွန်တော်တို့စတင်ပြီးတော့ county ဖော်တာပေါ့ဒီညီလာခံခေါ်တာတော့23 December မှာကျွန်တော်တို့ခေါ်ခဲ့တာဖြစ်တာပေါ့အဲ့ဒီ grade ကချင်းနယ်ကောင်စီကဖြစ်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့2023 December အဲ့ဒီ grade ကနေစပြီးတော့ကျွန်တော်တို့ရဲ့ အာဒီတဖက်မှာကျွန်တော်တို့ညီကိုတွေနဲ့စိတ်တပိုထားကုလူတွေဟာတွေကအဲ့ဒီကရေဆိုင်လို့ကျွန်တော်ပြောရမှာပါဆိုတော့အဲ့ဒီကရေဆပြီးတော့ကျွန်တော်တို့စီလုံးညီညွတ်ရေးကိုကျွန်တော်တို့သဆင့်ချင်းစီလမ်းစဉ်နဲ့ချပြီးတော့မှဆောင်ရွက်ခဲ့ကြရတဲ့ဆိုတော့ကျွန်တော်တို့ကြားထဲမှာဒီကြားဝင်စစ်စစ်ညှိနှိုင်းပေးတဲ့ဘာသာရေးစုဖွဲ့တွေပြီးတော့အာကျွန်တော်တို့ကိုဒီ technician ပိုင်းရပေးတဲ့ supporting ပေးတဲ့ဖွဲ့စည်းတွေလည်းရှိတယ် ဆိုတော့ပြီးတော့ကျွန်တော်တို့အချင်းချင်းကြားထဲမှာအပြန်အလှန်ဒီနားလေမှုတိဆောက်ကြရင်းနဲ့တစ်ဖက်မှာအကျွန်တော်တို့အချင်းချင်းမကြည်လေတဲ့အခေးမကြည်တဲ့ကိစ္စလေးတွေကြောင်းလည်းကျွန်တော်တို့အသင့်မသင့်ဒီဟာကိုအဆင်မမြင့်နိုင်တဲ့ယုံကြည်မှုတွေလည်းကျွန်တော်တို့မှာဂျုံတွေ့ရတာပေါ့ဆိုတော့အာဒီအဆင့်တွေအထိပဲအခုအချိန်ထိကျွန်တော်တို့မကြော်လောနိုင်ခဲ့ဘူးလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ကို ကြားဝင်ပြီးစစ်စစ်ညှိနှိုင်းပေးတဲ့အဖွဲ့တွေလည်းကျွန်တော်တို့၄၅ဖွဲ့၆ဖွဲ့လို့ကျွန်တော်တို့ရှိတာပေါ့ဗျာအဲ့ဒါကျွန်တော်တို့ပြောရမယ်ဆိုရင်တော့အနည်းဆက်ဆုံးပြောရရင်ကျွန်တော်တို့ရဲ့ဒီအင်းကြီးချင်းကျွန်တော်တို့ရဲ့အတွေးချင်းညီကိုလို့ပြောရမျိုးဆိုဖက်ကညီကိုတော်တော်များများသူတို့ရဲ့အစိုးရဖက်ကရောသူတို့ရဲ့ဒီ NGO ဖက်ကရောလူမှုတိုင်းဝန်ဖက်ကအများကြီးကျွန်တော်တို့ကိုကြားဝင်စစ်စစ်ညှိနှိုင်းပေးတာတွေရှိပါတယ်ဆိုတော့အဲ့ဒါတွေ အဲဘလောက်ပဲကျွန်တော်တို့ဒီ ongoing process အနေနဲ့အမြဲတမ်းထားပြီးတော့မှလက်တွေ့ကျင့်သုံးမဲ့အာနှစ်ဖက်လိုက်နာဆောင်ရွက်တဲ့အပိုင်းတွေမှာအားနည်းချက်တွေနှစ်ဖက်ကူစီရှိကြလို့ပဲအခုချိန်ထိကျွန်တော်တို့ကအာရှေ့မတိုးနိုင်တာဖြစ်ပါတယ်ဒါကျွန်တော်တို့ရဲ့နောက်ဆုံးမှာပဲဟုတ်ကဲ့ပါအာကျွန်တော်တို့ချင်းတော်လိုင်းအင်အားစုတွေက တကယ်စီစီလုံးလုံးနဲ့ညင်ညွတ်နဲ့လုတ်ခဲ့တယ်ဆိုရင်တော့အာကျွန်တော်တို့ချင်းပြေတစ်ခုလုံးကဒီစစ်ကောင်စီကင်းစင်တာတော့ဟိုကြာပြီလို့ကြာပြီဆိုတာကျွန်တော်တို့လွင်ခဲ့တဲ့ကာလတွေမှာကျွန်တော်တို့တိမ့်နိုင်ခဲ့ပြီလို့ပြောလို့ရတာပေါ့ဒါကျွန်တော်တို့ရဲ့အာလက်ရှိကျွန်တော်တို့ရဲ့ရှိနေတဲ့အင်အားနဲ့ကျွန်တော်တို့လုတ်နိုင်တဲ့လုတ်နိုင်ဆွင်းနဲ့ကျွန်တော်တို့စီလုံးခဲ့မယ်ဆိုရင်တော့လွင်ခဲ့တဲ့ကာလတွေမှာတော့ချင်းပြစစ်ကောင်စီကင်းစင်တဲ့ကာလဖြစ်သွားမှာတော့ဒါကတော့အမှန်ပါပဲပြီးတော့ အာအလားတူပါပဲကျွန်တော်တို့ရဲ့ဒီစီလုံးခဲ့တယ်တကယ်လို့ကျွန်တော်တို့စီစီလုံးနဲ့တွားခဲ့ရဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီဆုံးရှုံးနှစ်နိုင်ခဲ့ရတဲ့ပြည်သူတွေရဲ့ဒီနှစ်နာမှုတွေပေါ့လေဒါတွေကိုကျွန်တော်တို့ပြန်လေးကူစားပေးရမယ့်အချိန်ပေါ့ဒီအချိန်မှာဆိုရင်တော့ဒါကျွန်တော်တို့ရဲ့ပြည်သူပြည်သူတွေကတော်လှန်ရေးအထက်မှာအာဦးအိမ်နဲ့ပြက်ပြီးတော့အသက်တွေပါပေးရတဲ့တော်လှန်ရေးရေးပေါ်ရေးဖက်တွေကိုကျွန်တော်တို့ကပြန်လည်ပြီးတော့မှပြည်သူရဲ့အကျိုးစီးပွားတွေကိုတနည်းတလန်းနဲ့ကျွန်တော်တို့ကရှာဖွေပေးပြီးတော့ အခွင့်ရေးတဲ့ခွင့်လန်းတွေပညာတရားခွင့်တွေပြီးတော့ကျွန်တော်တို့တော်လန်ရေးမှဒီအနှစ်နာဆုံးရှုံးတဲ့မိသားစုတွေကိုဟိုအိုးအိမ်ပြေးသွားတဲ့တခြားနိုင်ငံရေးချားမှဒီထွတ်ပြေးသိမ်းရှောင်နေရတဲ့ကျွန်တော်တို့ရဲ့အာဒီမိသားစုဝင်တွေကိုကျွန်တော်တို့ကခုနေရမှပြန်လည်နေရာချထားရတယ်ကျွန်တော်တို့ကဆောင်ရွက်နေရမယ့်ကာလလို့ကျွန်တော်တို့ကတော့သုံးသက်တာပေါ့တစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့အိမ်မက်ဖြစ်တဲ့ကိုပိုင်ပြတ်ထန်းခွင့်တွေပါတယ်ကိုလည်းစစ်စစ်လုံးလုံးနဲ့ကျွန်တော်ရေးဆွေးပြီးတော့ ကျွန်တော်တို့မှာမပြီးပြတ်သေးတဲ့ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ဒီမျော်မှန်းချက်တွေကျွန်တော်တို့ရဲ့အာရည်တည်ချက်တွေကိုကျွန်တော်တို့အနေနဲ့ဆက်ပြီးတော့မှအာခြိတက်သွားဖို့ပေါ့ဒီထက်အားကောင်းမောင်းတန်ဆိုရင်လည်းကျွန်တော်တို့ကခြိတက်သွားဖို့အချိန်ပေါ့ဒီချိန်ကတော့ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့မစည်းလုံးမှုဆိုရင်တော့လက်ရှိကတော့တည်တည်ပါပဲအာကျွန်တော်တို့အနေနဲ့အာကျွန်တော်တို့ချင်းချင်းကြားထဲမှာဖြစ်တဲ့အပေါ်မှာအာတစ်ဖက်အကြိုက်ပေါ့ကျွန်တော်တို့ရဲ့အာပုံရံသူဖြစ်တဲ့ စစ်ကောင်စီရဲ့စကမာရဲ့အကြိုက်လို့ကျွန်တော်တို့ပြောရမှာပေါ့ဆိုတော့သူတို့ကတော့ဒီဟာကိုပဲခွင့်ကောင်းယူပြီးတော့ကျွန်တော်တို့ကြားထဲမှာဒီထက်ပို့ပြီးတော့မှသဘောထားကွေးလွေးနိုင်တဲ့အာသူတို့ရဲ့ cyber ကိုထိတ်ပြီးတော့ဆက်ပြီးတော့မှလည်းဒီဟာကိုခွင့်ကောင်းယူတော့ဖို့ရှိတယ်ဥပမာအဖြစ်ပြောမယ်ဆိုရင်အခုဆိုရင်ကျွန်တော်တို့ဒီစကေးအကလေးဖက်အာတိုင်ရန်ဖက်ကနေလက်စကြောင်းတွေအလုံးအရင်နဲ့ထိုးလာတာရှိတယ်အာတစ်ဖက်မှာလည်းကျွန်တော်တို့ဒီ အကန်ကောဖက်၆ထုဖက်ကနေလဲကျွန်တော်တို့ချင်းပြတောင်ပိုင်းနဲ့မြောက်ပိုင်းကိုကျွန်တော်တို့ကိုချင်းယူထားတဲ့ဟာတွေအစင်တင်းဖြစ်နေတာပေါ့နော်ဒါကလည်းကျွန်တော်တို့မစည်းလုံးနိုင်တဲ့ပုံမှာသူသူဖက်ကလည်းပို့ပြီးတော့မှအာသာချက်တွေကိုပို့ပြီးတော့ရစေနိုင်တဲ့အခန်းကဏ္ဍပေါ့ဆိုတော့ဒါကကျွန်တော်တို့တကယ်မစည်းလုံးနိုင်ခဲ့ဘူးဆိုရင်တော့အရင်ကကျွန်တော်တို့စည်းလုံးခဲ့တဲ့တမယအားလုံးနဲ့ကျွန်တော်တို့ပေးဆက်ခဲ့တဲ့တမယအတော်လိုင်းမှာအောင်မြင်ခဲ့တဲ့တမယ အာဟာရီကတေးထဲမှာရည်သွန်းတယ်လို့ကျွန်တော်တို့အလားအလဟတာဖြစ်သွားမှာပေါ့ဒါကကျွန်တော်တို့ရဲ့မရှိလုံးခေယာချင်းရဲ့ရလက်လို့ကျွန်တော်တို့ဝန်ခံရမှာပဲအာတစ်ဖက်မှာလည်းကျွန်တော်တို့မရှိလုံးမှုဆိုရင်တော့အာဒီနေ့ဒီအချိန်ထိပေါ့လေကျွန်တော်တို့တမိုင်းမှာပဲဖြစ်ဖြစ်အဒီအဒီအချိန်နေထိရောက်အောင်ကျွန်တော်တို့ကခြေလှမ်းနိုင်ခဲ့ပြီးတော့မှအောင်မြင်မှုတွေရခဲ့ပြီးတော့မှအချင်းချင်းအာမငြိမ်ညွတ်မှုစေဝင်ကိုင်းမှုတွေကြောင့်ပဲ ကျွန်တော်တို့ပြန်ပြီးတော့မှဒီပြက်ပြားခဲ့ရတဲ့ဟာတွေပြက်တုံးခဲ့ရတဲ့ဟာတွေကအာတမိုင်းကနေမိနစ်တစ်နည်းအထိကျွန်တော်တို့ဒီတော်လိုင်းရဲ့တမိုင်းတွေမှာဖြစ်စဉ်တွေမှာဖြစ်လေးဖြစ်ထရှိတယ်ပေါ့ဒါတွေကိုကျွန်တော်တို့ချင်းမှလည်းအာကြုံတွေ့ရအောင်ပါပေါ့ထပ်ပြီးတော့အားဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကတော့ဒီစကားမကတော့ရုပ်ကိုပြုတ် သူလုံမယ်ဆိုတဲ့နေရာမှာတော့မဖြစ်ဖြစ်နဲ့နှီးနဲ့သူကတော့လုံတော့မှာပဲပေါ့ပြီးတော့ဒုတိယကတော့ဒါကသူကဟိုမနိုင်နိုင်အောင်လုံတဲ့ရုပ်ကိုပွေးဖြစ်တဲ့သူကြောင့်မလို့ဟိုနိုင်မှာမနိုင်တော့မှာပါပဲဒါတော့အေကံမလွေးပေါ့ဒါမဲ့ကျွန်တော်တို့ကတော့ဒီဟာကိုရုပ်ကိုပွေးနဲ့ပတ်သက်ပြီးတော့မှတော့ဒီသူ့ရဲ့ကြံကြိုတင်ပြီးတော့အကြံဉာဏ်မှုတွေကိုကျွန်တော်တို့လည်းကြိုတင်ပြီးတော့မန်းချလို့ရတဲ့ဟာတွေကအကွက်ကြကြနဲ့တူလို့လဲဆိုတဲ့ဟာကိုကျွန်တော်တို့လည်းအကွက်ကြကြမြင်ပါတယ် ကျွန်တော်သူကနန်စီတရားနယ်ကိုအတုံးချမယ်ပြီးတော့ကျွန်တော်တို့တော်လန်ရေးကိုပူပေါင်းပါဝင်ခြင်းမရှိတဲ့ဒီသူ့ရဲ့အာဒီနိုင်ငံရေးအထူးအရောင်တော်ဒီအမျိုးသားခံယူချက်မရှိတဲ့ဒီပါတီတွေပေါ့လေဒီပါတီကလေးတွေကိုသူကလိုက်ပြီးတော့မှသူ့လူဖြစ်အောင်သူစီယုံတဲ့သဘောပဲရှိပါတယ်အာဒါကတော့ကျွန်တော်တို့သဘောပေါက်ပြီးသားလေးဖြစ်တယ်သူကြိုတင်ပြီးတော့မှဒီနန်စီတန်ဝန်ထမ်းတွေကိုကြိုတင်ပြီးရယူခိုင်းမယ်ပြီးတော့သူမနိုင်နိုင်အောင်သူလုပ်မယ်ပေါ့ဆိုတော့ အာသူကအဲ့ဒီလှုပ်တဲ့ရည်ရွယ်ချက်ကတော့အာရှင်းပါတယ်ကျွန်တော်တို့ဒီချင်းပြည်ကိုရှုံရှုံရတဲ့သူ့နေမျိုးတွေကိုသူကအာပြန်ပြီးတော့သူစိုးမိုးချင်တဲ့ဟာလည်းအများကြီးပါတယ်တစ်ဖက်မှာလည်းအာကျွန်တော်တို့လိုချင်းပြည်ရဲ့ဒီအာတော်လိုင်းရေးအားကောင်းနေတဲ့နေရာမှာတကယ်ဆိုရင်တော့ဟခမှာလှုပ်ရင်လည်းသူကတော့ကျွန်တော်တို့ကလည်းမဖြစ်မဖြစ်ဖြစ်တဲ့နီးနဲ့ကျွန်တော်တို့ကတော့အဲ့ဒီရုပ်ကုပ်ပုံမှာပေါင်းပတ်သက်တဲ့လူတွေကိုတော့အာနီးမျိုးစုံနေတော့ကျွန်တော်ကတော့အာ ဒုက္ခပေးမယ်ဆိုတာထက်တော့အဲ့ဒီရုပ်ခုပွေးကိုမပါဝင်နိုင်အောင်တော့ကျွန်တော်တို့ကတော့ဆောင်ရွက်တော့ဖို့အစီအစဉ်နဲ့အစီအမံတွေရှိပါတယ်။အဲ့ဒီဟာလေသူလည်းကြိုတင်တီးပီးသားတော့ဖြစ်မှာပါ။ဒါမဲ့သူမဖြစ်ဖြစ်အောင်သူလုပ်တော့မယ်ဆိုတဲ့ဟာလေကျွန်တော်တို့ဖက်ကတော့ comment ထားပါတယ်။ဆိုတော့ဖြစ်ပေါ်လာမဲ့ဟာတွေကတော့သူကတော့ပြည်သူလူထုတွေကိုမှတ်လုံးတွေကြီးကြီးပေးမှာပေါ့။ဒါအထူးသဖြင့်တော့ဒီကျွန်တော်တို့ဒေါ်လာရေးတွေကစစ်ကိုပဲဖိပြီးတော့မှတိုက်ပြီးလူထုရဲ့ဒီဝန်ဆောင်မှုတွေမှာအားနေတဲ့ဘိုင်းတွေကိုထူးထူးဖြစ်သူလောက်လာမယ်လူထုစီယုံကြီးတွေလောက်ပြီးတော့မှ မလုံးနဲ့ပေးပြီးတော့သူလှုပ်လာမယ်အဲ့ဒီသူယုံကြည်လာတဲ့လူထုတွေသူ့ဖက်ပါလာတဲ့လူထုတွေကိုအသုံးချပြီးတော့သူဆုံးရှုံးသွားတဲ့အဲ့ဒီနေမျိုးတွေကိုသူပြန်ရအောင်သူစူးစမ်းမယ်ပေါ့ဒါသူ့ရဲ့ရိုးရှင်းတဲ့သူ့ရဲ့အကွက်ပါပဲပြီးတော့အာသူကတော့ညချမ်းရေးတွေခေါ်လိမ့်မယ်အတူအောင်ဟန်ပြညချမ်းရေးပေါ့သူကအဲ့ဒီညချမ်းရေးဖိတ်ကိုဖွေးတွေပါတယ်အစိုးရဖွေးပြီးတော့သူကခေါ်ခေါ်มาပေါ့အချိန်တိုင်းတာတစ်ခုမှသူခေါ်လာတဲ့အချိန်ကျရင်တော့အခုနော် ပြည်သူလူထုတွေကြားထဲမှာချင်းပြည်သူလူထုတွေကြားထဲမှာဝေဝအောင်သူလုပ်မှာပေါ့အဲ့ဒီမှာပြည်သူလူထုတွေရဲ့တော်လန်ရေးတံကိုဘလောက်ထိခံနိုင်လဲဆိုတော့စိတ်သက်ကိုသူကစမ်းသပ်မယ်ပြီးတော့မှဒီသူရဲ့သူတက်ဆိုင်ရာပါတီတွေမှာသူရုပ်ကုတ်ပြီးမှပြိုင်ပြီးတော့မှအနိုင်ရတော့တဲ့အဲ့လွတ်တော်ဒီအာကိုစလေတွေကိုအုံချပြီးတော့မှဒူဒူစင်းရဲ့လောက်ခိုင်းမယ်သူတို့ကိုစပွဲဝင်းတင်မယ်ပေါ့ပြီးတော့တော်လန်ရေးလုပ်တဲ့လူတွေကိုတော့တော်ထင်းမှာပဲတသက်လုံးနေအပီးပြတ် အာချေမုံမေပေါ့ဗျာအဲ့လိုမျိုးပုံစံနဲ့သူ့ရဲ့ view ဟာကတော့အဲ့လိုအကွက်ကြက်ကြားနဲ့သူလုပ်တယ်ဒါမဲ့ကျွန်တော်တို့ကလည်းအဲ့ဒီဟာတွေကို view ဟာတွေကောင်းကောင်းသိထားပါတယ်လို့ဟုတ်ကဲ့ပါပြန်လည်ပြီးတော့လည်းကျွန်တော်သုံးပြန်တော့ဖို့အဆင်သင့်ရှိပါတယ်ပြင်ဆင်ထားပါတယ်လို့ဒီဒုတိယရှင်သက်တမ်းမှာတော့ကျွန်တော်တို့ဒီကြားထဲမှာဒီဖြည့်စီပုံတွေပါလေပြင်ထားရတော့ကျွန်တော်တို့မှာရှိပါတယ် ဆိုတော့အဓိကတော့ကျွန်တော်တို့ကဒီတော်လန်ရေးကာလမပြီးပြတ်သေးဘူးဆိုတဲ့ဟာကိုပထမတစ်ချက်တော့ကျွန်တော်တို့အမြဲတမ်းတတိချက်ဖို့လိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တော်လန်ရေးကာလမှာဒီအစိုးရငကိုခစ်ကောင်းနေတဲ့အစိုးရပုံစံလိုတံတန်မျိုးတော့ကျွန်တော်တို့မသွားတင်သေးဘူးပေါ့ကျွန်တော်တို့တော်လန်ရေးကာလမှာတကယ်ဒီမဖြစ်မနေလိုအပ်တဲ့ဥမာအဖြစ်ဝင်ကြီးဌာနတွေဆိုရင်လည်းမဖြစ်မနေလိုအပ်တဲ့ဒီဝင်ကြီး ဌာနလိုဟာမျိုးတွေကျွန်တော်တို့ပြန်ပြီးတော့လှုပ်သွားဖို့လေးစီစဉ်ရှိတယ်အဲ့လိုလေးလှုပ်သွားဖို့ဖြစ်ပါလိမ့်မယ်ပေါ့ပြီးတော့အာနောက်တစ်ခုကတော့ကျွန်တော်တို့ချင်းလန်းကောင်စီဆိုတာအာကျွန်တော်တို့လေဒီချင်းတမျိုးသားလုံးစီလုံးညီညွတ်ရေးကိုရှေ့မှာကျွန်တော်ပြောသလိုပဲလမ်းစဉ်တွေချထားတာဆိုတော့အဲ့ဒီလမ်းစဉ်တွေကိုကောင်တီပေါ်တဲ့ချိန်မှာကျွန်တော်တို့အာမဖြစ်မနေဒီဟာကိုတော့ကျွန်တော်တို့လှုပ်ရမယ်ဆိုတော့ဒီပထမဥစားပေးအဆင့်မှာကျွန်တော်တို့ထားတဲ့နေပေါ့ ဒီဟာကိုကျွန်တော်တို့စီတုံညီညွတ်ရေးကိုအရင်တိဆောက်ပြီးမှပဲကျွန်တော်တို့ကနောက်မှဒီဘာလုပ်မလဲအာညာလုပ်မလဲဆိုရဲဟာတွေကိုကျွန်တော်တို့ကနောက်သင့်အနေနဲ့ကျွန်တော်ထားပြီးတော့မှ လုပ်သင့်ပါတယ်အဲ့ဒီစီတုံညီညွတ်ရေးကိုကျွန်တော်တို့ကနောက်မှထားပြီးတော့တခြားကျွန်တော်တို့ရဲ့အာဒီဒီအဖွဲ့အစည်းတစ်ခုရဲ့ဒီအင်ကာရဲ့ညီညွတ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အာဆက်ပြီးမှလုပ်သွားမယ်ဆိုရင်တော့အာကျွန်တော်တို့ရဲ့ဒီချင်းကိုကိုစားပြုတ်ပြီးတော့မှ အာလုံနေတဲ့အရာကအရန်ကြီးရှေ့ကိုမရောက်နိုင်မဲနဲ့ဒီရက်ဝိုင်းမှာပဲကျွန်တော်တို့လှေပြီးတော့ကျွန်တော်တို့ချင်းချင်းချင်းပဲအမြဲတမ်းအာအပြန်အလှန်ကျွန်တော်တို့ရဲ့စီလုံးညီညီကိုဥထိပ်ပါတယ်ဆိုတော့ပြောရင်းပြောရင်းနဲ့ဒီလိုမျိုးနေ့ပဲကျွန်တော်တို့တော်လိုင်းကြီးကိုတာယာတော့ဖို့အာဖြစ်သွားမလားဆိုရဟာလဲတတိချက်ဖို့လိုပါလိမ့်မယ်အာနောက်ပြီးတော့မှကျွန်တော်တို့ဒီအလွာပေါင်းစုံပါဝင်နိုင်တဲ့တော်လိုင်းကြီးအခင်းချင်းကိုလည်းကျွန်တော်ဖန်တီးဖို့လိုမယ်အဲ့လိုပြောတဲ့အချိန်မှာ ဒီတော်လန်ရေးကိုအားပေးထောက်ခံတဲ့လူကျွန်တော်တို့မှာလူငယ်တပိတ်ဖွဲ့တွေရှိတယ်ဒီတပိတ်ကော်မတီတွေရှိတယ်ပြီးတော့ဒီ CSO တွေရှိတယ်ပြီးတော့မှအမျိုးသမီးဖွဲ့တွေရှိတယ်အာပြောမယ်ဆိုဘာသာရေးတွေရှိတယ်ဆုံးထိပ်ပြောမယ်ဆိုရင်တော့ဒီဟာတွေကိုဒီအလှော်တွေအားလုံးကိုစုပြီးတော့တော်လန်ရေးထဲကိုအကုန်လုံးနှိပ်ပြီးတော့မှပါလာနိုင်အောင်ကျွန်တော်တို့ဆွေးခေါ်ဖို့လိုတယ်ကျွန်တော်တို့ကနိုင်ငံခြားမှာရှိတဲ့ဒီ fundraising လုပ်တဲ့လို sporting နဲ့လောက်ကိုပဲကျွန်တော်တို့ကဒီ focus ထားတာမျိုးမဟုတ်ဘဲနဲ့ အထူးသဖြင့်ပြည်တွင်းမှာရှိနေတဲ့အာဒီပြည်သူလူထုတွေတော်လှန်ရေးတူတူဆင်သွင်းနေတဲ့အာဒီစကားမရဲ့ဒီကျွန်တော်တို့ပြောနေတဲ့ဒီနိုင်ငံတော်ထဲမှာနေတဲ့ကျွန်တော်တော်လှန်ရေးလုပ်နေတဲ့ရဲဝဲမှာရှိတဲ့ဒီလူထုတွေအားလုံးကိုအလွာပေါင်းစုံတော်လှန်ရေးပါဝင်နိုင်အောင်ဒါတွေကိုကျွန်တော်တို့ခြေခြေပြန့်ပြန့်ကျွန်တော်တို့လုပ်ပြီးတော့ပြည်သူအားနဲ့ဒီတော်လှန်ရေးအားနဲ့ဒီဟာကိုနှစ်ဖက်အာဒီပူပေါင်းပြီးတော့မှတိုက်မှပဲကျွန်တော်တို့ရဲ့ရည်မှန်းချက်ကပြုရမယ်လို့ကျွန်တော်တို့ထင်ပါတယ်ပြီးတော့ နောက်ဆုံးကတော့ဒီအချင်းနဲ့ကောင်စီအဲကဆက်ပြီးတော့မှကျွန်တော်တို့တွားနေမယ်အတဖက်မှာလည်းကျွန်တော်တို့ရဲ့ဒီအချင်းဘရဒါဟုရှိမယ်ပြီးတော့ချင်းမှာတော်လန်ရင်အားစုတွေကတော့ရှိလာအောင်ပါပဲဆိုတော့အာဒီဟာတို့မျိုးကိုလည်းခုနကျွန်တော်ပြောတဲ့ဒီချင်းမြူတာစီလုံးညညရဲ့လမ်းစဉ်တွေမှာအဲ့ဒီနှာမီတွေနဲ့ဘလိုပုံစံမျိုးကျွန်တော်တို့ strategy တွေဘလိုလုပ်ရမယ်ဆိုရဟာတွေကိုအာပထမဦးဆုံးဒီဟာတွေကိုကျွန်တော်တို့က ကျွန်တော်တို့ရဲ့ဒေါ်လန်ရေးအာအကွေးပြစ်ဖြစ်နေတဲ့ဒီဒေါ်လန်ရေးအင်အားစုတွေကိုပြန်လဲစုစည်းနိုင်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဘလို့ပဲအာဒီအာအစကနေပဲပြန်ပြီးစာရစာရကျွန်တော်တို့ကအဲ့ဒီအခြေအနေကို0ကနေကျွန်တော်တို့ပြန်ပြီးလက်ခံနိုင်တဲ့အာဒီမူကတော့ကျွန်တော်တို့မှာထားတဲ့နေလို့ကျွန်တော်တို့အကြံပြုဆွေးနွေးလိုပါတယ်ဟုတ်ကဲ့ပါ ျွန်တော်နောက်ဆုံးခြုံမေးပြောလို့ရတာကတော့အခုအာရုပ်ကုတ်ပွဲရတော့အဓိကအခရာကြပါတယ်ဗောနော်ပြည်သူလူထုတွေအနေနဲ့ကလည်းကိုရှိနေတဲ့နေရာမှာချင်းပြည်မှာတူတော်လိုင်းအဒီရုပ်ကုတ်ပွဲလုပ်နိုင်တဲ့နေရာကအားလုံးအတိပြဖြစ်ပါတယ်အဲ့ဒီနေရာမှာရှိနေလူထုတွေအနေနဲ့ကလည်းတတ်နိုင်တဲ့ဖက်ကနဲ့လုံးဝပါဝင်ဆောင်ရွက်မှုလုံးဝမလုပ်ပေးဖို့ဒါအရောကျွန်တော်တို့တော်လိုင်းရေးဖက်ကနေပြီးတော့မှအနှူးညွှန့်ကျွန်တော်တို့တောင်းဆိုလိုတာဖြစ်ပါတယ် အာကျွန်တော်တို့ဆက်ပြီးတော့ဒီတော်လိုင်းရင်ကတော့သူ့ရဲ့ရုပ်ကုပ်ပွဲနဲ့ရက်တန်းတော့မှာမဟုတ်တဲ့အကြောင်းမလို့ဆက်ပြီးတော့ကျွန်တော်တို့ဒီထက်အာပူပြီးခိုင်မာတဲ့အားကောင်းတဲ့ဟာတွေကိုအတူတူတူကကျွန်တော်တို့ဆက်ပြီးတော့အခီးတော်ဖို့ရှိပါတယ်လို့ဒါကိုလည်းကျွန်တော်တို့တော်လိုင်းရင်ဖတ်တွေကိုအာယုံယုံကြည်ကြည်နဲ့ကျွန်တော်တို့နဲ့ပူပေါင်းပေးဖို့အတွက်လည်းလိုအပ်ပါတယ်ဆိုတဲ့ဟာကိုအာပြောလိုပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်